ိုင်းလန်ကရှင်းတယ်နှစ်ပတ်စံနဲ့တုံးဒါပေမဲ့ဒီမှာပတ်စံရှာဖို့မစင်စားနဲ့ဖြိုးဒီပြီးခဲ့တဲ့3နှစ်ထောက်လျှောက်မှာရန်ကုန်တဝက်ထိုင်းလန်တဝက်နေတယ် ထိုင်းမှာမြန်မာတွေအများကြီးပဲစီးပွားရေးလှုပ်ဖို့ရှာအတွက်စ조사ကြတယ်ပြီးနိုင်ငံတကာလူတွေလည်းထိုင်းမှာပေါ့နော်စီးပွားရေးလှုပ်ဖို့ရှာအတွက်ပြင်ဆင်ကြတယ်ဒါပေမဲ့ထိုင်းမှာနိုင်ငံသားသားမြန်မာချမ်းသာနေရတာရှားတယ်တူစီတူပီကအကိုတယောက်ပဲရှိတယ်ဒီလောက်မြန်မာရဲ့အလောက်သွားတဲ့ထဲကဘာဖြစ်လို့မချမ်းသာဘာဖြစ်လို့ဖြစ်ဖြစ်မြောင်မြောင်မအောင်မြင်တာလဲဘာလို့လဲဆိုတော့ထိုင်းလန်ကရှင်းတယ် okay you can spend your money okay 2%နဲ့3လာ3အားရပါရ3အကောင်းဆုံးထပ်ထားပေးမယ် ဒါပေမဲ့ဒီမှာပတ်စံရှာဖို့မစင်စားနဲ့ကငါတို့နိုင်ငံမှာပတ်စံရှာဖို့ဘာမှမစင်စားနဲ့ဆိုတော့သူတို့ရဲ့ policy တွေကစီးပွားရေးလုပ်မဲ့သူတွေကိုအတားအဆီးဖြစ်ပြီးသားဖြစ်တဲ့အတွက်အဲ့လိုမျိုးထိုင်းလန်မှာစီးပွားရေးလုပ်မယ်ဆိုတာကထိုင်းလူမျိုးစီကနေအကျိုးမြတ်ထုတ်မယ်ထိုင်းနိုင်ငံကနေပြီးတော့စီးပွားရေးရှာမယ်ဆိုတာကအရန်ဖြစ်ဖို့ခဲရင်တယ်ဗီဒီယိုပြည့်စုံကိုမဖြည့် YouTube channel မှာတော့ကြည့်နိုင်ပါတယ်